။ဆမ်မေခေကောင်လေးပြ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 ေးငါလေလုတ်ပြန်ပြီဟာ။ဆိုပြီးအာဘုတ်စော်ဘုံရဲ့အော်တန်ကြောင့်ကျွန်တော်တို့တတ်ထောက်ခံသူတွေတစ်ဖွဲ့လုံးအချင်းမူတူဂမူးရှူတို့နဲ့ထပြီးပြေးရန်ဟန်ပြင်ကြရတယ်။အချိန်ကလင်းချက်တုံချိန်လောက်ဖြစ်နေပြီ။ကျွန်တော်တို့အဖွဲ့တွေကတနေ့တနေ့ငလင်းကယ်ဆယ်ရေးလုပ်ငန်းတွေကြောင့်ပင်ပန်းကပင်ပန်းအနှိတ်ထာယုံမြင်ကွင်းတွေကိုလည်းမြင်နေကြတွေ့ကြုံက မရှိတော့မနေ့တနေ့ကြီးလုံးမှအိတ်ပေါ်တက်ကြတယ် တဲခိုးတဲ့အင်ကလည်းစကိုင်းကမိတ်ဆွေတယောက်ဖြစ်တဲ့ဆလိုင်းဖန်ခင်ရဲ့အင်နှစ်ထပ်ပြင်တော်အင်္ဂလိပ်လေခွဲအဆက်မှာစောက်ထားတာတက်ထောက်ကန်သူတွေဆိုတော့လုံခြုံရေးသတိထားရတာ ਨੇ ဒီနေရာမှာတဲခိုးဖို့အောင်မင်းကလမ်းညွှန်လိုက်တာပြင်တော်အင်ဆိုတဲ့အတိုင်းပဲလေခွဲအဆက်မှာလဲစောက်ထားတော့အဖွဲတဲကသခင်လက်ကဆလိုင်းရေခမည်းအင်ကတော့ဗျာငလင်တံမပြောနဲ့ပြော လေပြင်းလေးတစ်ချက်တစ်ချက်ဝေ့လိုက်ရင်တော့လှုပ်နေပြီဗျဆိုပြီးလှမ်းလောက်လိုက်သေးတယ်။ကိုစလိုင်းကလည်းဆိုပြီးရေမောရင်ဟေ့ကောင်ကြီးငလင်းပြင်းအားခနစ်ကြော်ကိုတော့ကြံနေခဲ့သေးတာပဲ။လီလီလောက်ကတော့အပြော့ပါကွာဆိုပြီးပြန်ပြေတော့ကျွန်တော်တို့တစ်ဖွဲ့လုံးညင်ကြသွားတယ်။ဟုတ်တော့လေဟုတ်တယ်ဗျ။ဒီအိမ်ကကျွန်တဲ့လုံကြီးတွေနဲ့ပဲဖောင်ဒေးရှင်းကိုတည်တည်ချာချာလုပ်ပြီးစောက်ထားတဲ့အပြင် ဘီလက်မြေတွေနဲ့တောင်အုပ်ထားသေးသဗျ။ဒါပေမဲ့ဘာကြောင့်လုံနေမှမသိ။ငလျင်တန်းအနှဲငယ်ထိထားလို့လား။ဒါမှမဟုတ်ကျွန်တော်တို့လူအုပ်ကပဲညာလူများလား။စဉ်းစားရင်းနဲ့ပဲကျွန်တော်အိပ်ပျော်သွားတယ်။ဘေးချင်းဘေးခါမှာကျွန်တော်အိမ်မောကျသွားမှမသိ။စော်ဘုံဟင်းရဲ့ကျော်ပြန်ပြီဟေးပြ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 ေးဆိုတဲ့အတန်းကြောင့်ကျွန်တော်လဲဒီတခါတော့ဘဝဆုံးပြီဆိုပြီးထွေးထားပြီမယ်အချိန်လေးကရုပ်ချင်းညင်ကြသွားပြီး အင်းကြီးကတော့နည်းနည်းစီလုံနေတော့မယ်။ကျွန်တော်ရဲ့ဇော်ဘုံဟင်းရဲ့နှစ်ယောက်သားအကြည့်ချင်း送သွားကြတယ်။အဲ့ဒီအချိန်မှာဆက်လိုင်းဖန်ခင်ကဓမီနဲ့အချက်ပြပြီးကျွန်တော်တို့နှစ်ယောက်ကိုလမ်းခေါ်လို့တွားကြည့်ရမှာ။အိမ်အပေါ်ထက်ရေအိုးစင်အောက်နားမှာအိတ်နေတဲ့တခင်လက်စီနာကျွန်တော်တို့အကြည့်တွေအားလုံးရောက်သွားကြတယ်။ညီလူကောင်မင်းဒီလိုအချိန်နေချင်းကမျိုးမတော်ခွေလေးနိုင်ပြီးရဟလား။တတွင်အမှန်တွေတင်ဆက်ပေးနေတယ် us eight inside.